ါခင်ဗျာဒီကနေ့စီစဉ်ကတော့ Department 2စစ်စာဖြစ်ခဲ့တဲ့သတင်းတွေကိုပြန်လည်ဆွေးနွေးသုံးသပ်တင်ဆက်ပေးမယ် DPP Weekly News Time ကစီစဉ်ဖြစ်ပါတယ်ဒီစီစဉ်ကိုတော့ကျွန်တော်ပီတာအောင်နဲ့လူ DPP ကဝိုင်းသတင်းသမားတွေဖြစ်တဲ့ကိုတောင်ထုကိုကျော်ဆွလင်းနဲ့ဒီကနေ့စီစဉ်အတွက်အထူးပိတ်ကြားထားတဲ့လူပေါင်းတဲ့ဒီမိုကရေစီပါတီဥက္ကဋ္ဌဦးအောင်မိုးစိုးတို့ကပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်အလုံးမဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့အခုသတင်းပတ်မှာထူးခြားတဲ့သတင်းဖြစ်စဉ်တွေကတော့ဒီမှာစစ်ကောင်းဆောင်နဲ့ဖွဲ့ဟာဒီ review program ကိုတက်ရောက်ဖို့အတွက်ရှားနိုင်ငံကိုတက်ရောက်ခဲ့တဲ့သတင်း ။နောက်နောက်ကိုရီးယားရဲ့တရားမဝင်လည်းနဲ့ရောင်းဝယ်မှုတွေနဲ့ပေါင်းဝင်ပတ်သက်နေတယ်ဆိုပြီးတော့မြန်မာစီးအုပ်စုရဲ့လည်းနဲ့ပွဲစားကုမ္ပဏီတွေကိုအမေရိကန်ကပိတ်ဆို့တန်ခတ်အရေးယူလိုက်တဲ့တွင်နောက်ရေကောက်ပွဲကိစ္စဆွေးနွေးဖို့နေပြီးတော့သွားမယ်မလေးရှားနိုင်ငံတိုင်းဝန်ကြီးဦးဆောင်တဲ့ ASEAN ကိုယ်စားလှယ်အဖွဲ့ဟာမြန်မာခေစဉ်ရွှေ့ဆိုင်းလိုက်ရတဲ့တွင်အခုကတမတ်ကြီးဦးကျော်မုံထုံးကိုကုလသမဂ္ဂမှထူထောင်ရင်ခန္ဓာရေးအောင်စစ်ကောင်စီရဲ့လူရောရေးကောက်ပွဲကိုစတင်ကဲကွက်ရင်းနဲ့လူလူကောင်းဆောင်ဒေါ်စန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားတွေအားလုံးလွတ်မြောက်ရေးဆန္ဒပြပွဲတွေကိုနိုင်ငံတကာမှာကျင်းပခဲ့တဲ့တဲ့ရင် နောက်တိုင်းဖုန်းမုန်တိုင်းရာခဆာအချိန်ကြောင့်မြန်မာနိုင်ငံဒေသအနှံ့မှာမိုးရေများပြီးတော့ရေကြီးရှန်ခဲ့တဲ့တွင်နောက်အချင်းနဲ့စကိုင်းဆက်ကတားကြဲထဲမှာရှိတဲ့ဗန်မောက်မြို့ကိုမြို့သားညီမျိုးရေးဆိုတာ UG ရဲ့ကာကွယ်ရေးဌာနလက်အောက်ခံတပ်တွေကတိုက်ပတ်ခဲ့တာရှိပါတယ်။နောက် KB နယ်မြောက်ရီမြို့နယ်၄ကျွကမြို့သစ်ကိုလည်းစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲဖြစ်တဲ့ပြည်ပေါ်နေပြီးတော့တောင်းတဲ့ချီရဒေသခံတွေစီဘေးတိမ်းရှောင်နေရပါတယ်။နောက် KNU ခေါင်းဆောင်တွေနဲ့ချင်းပြည်နယ်ချင်းလန်း အစိုးရခေါင်းဆောင်တွေကိုရေကောက်ပွဲနောက်ဆက်ဟန်တာဖြည့်ခြင်းမှာကာဝေးပေးဥပဒေနဲ့စစ်ကောင်စီကအမှုဖွင့်လိုက်တာရှိတယ်လို့ရန်ကုန်လိုက်ကော်နဲ့တောင်ကြီးကရက်သားဆေးရောက်လောက်ကိုလည်းရေကောက်ပွဲဥပဒေနဲ့ရေးယူထားတာရှိပါတယ်။နောက်မောင်တော်ချေဆိုင် Bora News Agency သတင်းဌာနရဲ့ရုပ်သမီးသတင်းတော်မူဒရာကိုအရကတ်တော်အေကဖန်ဆီးထားပြီးတော့ဒါပြန်လုပေးဖို့သတင်းမီဒီယာဖွဲ့စည်းတွေကတောင်းဆိုနေပါတယ်။နောက်မြန်မာဂီတလောကမှာလူသိများတဲ့ဝိုင်းအဆိုတော်ဂီတခင်ညိုအသက်80ရွယ်မှာကွယ်လွန်သွားတဲ့သတင်းတွေရှိပါတယ်။ အစီအဝိုင်းတဲ့မှာတော့ဒီမှာဗီဒီယိုမှာလိပ်စက်အစားစားတွေလိပ်စက်အစားတွေပေါ့နော်ဟိုဈေးတက်နေရကြောင်းအသားငါးဦးနဲ့နိုးတွေဈေးတက်ပြီးတော့မြင့်တက်လာနိုင်တဲ့တည်ရင်နောက်လာမယ့်ဒင်းကျုကာလအလိုက်ရမှာပြီးရင်ခီးသွားတွေပုံများလာနိုင်ပြီးတော့ပလန်ကန်းချီနဲ့ပကန်းနဲ့တခြားခီးသွားဒေသတွေမှာဟိုတယ်ဘုတ်ကင်တွေပြည့်နေပြီလို့ခီးသွားလုပ်ငန်းရှင်တွေကပြောရတဲ့တည်ရင်ရှိပါတယ်။နောက်နိုင်ငံတွေကတည်ရင်တွေပေါ်မှာတော့အနည်း၈၀ပြည့်ကုလသမဂ္ဂအထွေထွေညီလာခံ စတင်ကျင်းပနေတာမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပါဝင်ကမ္ဘာကောင်းဆောင်တွေမေကွန်တယောက်ပြောကြားနေကြပါတယ်။နောက်ပါလက်ဆိုင်းနိုင်ငံဖြစ်တည်မှုကိုအတိမတ်ပြုတဲ့အကြောင်းပြင်သစ်ပြည်ထိုင်ကနေဒါစတဲ့နိုင်ငံများစုကထောက်ခံခဲ့ကြတာရှိပါတယ်။နောက်အင်အားပြင်းစူပါတိုက်ဖွန်းမုန်တိုင်းကာကာဇာတိုက်ခိုက်မှုကြောင့်ဖိလစ်ပိုင်၊ထိုင်ဝမ်၊ဟောင်ကောင်နဲ့တရုတ်နိုင်ငံတွေမှာလူတွေထိခိုက်သေးဆုံးတာပျက်စီးများပြားနဲ့ကြုံတွေ့ခဲ့ရတာရှိပါတယ်။အဲ့တော့ပြမဆုံးအနေနဲ့ဒီစစ်ကောင်းဆောင်ရဲ့ရုရှားခီးစင်နဲ့ပတ်သက်ပြီးတော့ကိုကျော်စိုးလေးအရင်ဆုံးပြောပြပါလားခင်ဗျာ။ စစ်ကောင်းဆောင်ဒီဗိုလ်ချုပ်မကြီးမင်းအောင်လိုက်ကစက်တင်ဘာ24ရက်နေ့မှာပေါ့လေဒီရုရှားမှာ25အနေနဲ့28ဒီအခုလုံနေတဲ့ကမ္ဘာနျူကလ িয়ার ရဲ့ Threat Foreign တပ်ဖို့ဆိုပြီးတော့သူသွားတယ်ပေါ့သူအနောက်မှာလည်းအဖွဲ့ကြီးသူဟိုဟိုနေသက်တဲ့အဖွဲ့ကြီးခေါ်သွားတယ်ပေါ့လေနော်ဆိုတော့အဲ့ဒါကဒီရုရှားမှာလုတ်တဲ့ Foreign ကရုရှားနျူနီးပညာရတဲ့ဒီနျူကလ িয়ার နီးပညာရတဲ့280ပြည့်အထိမ်းမှန်းနဲ့ဆက်ဆက်ပြီးတော့လုတ်တာမျိုးပေါ့အဲ့မှာဘာထူးခြားလဲဆိုတော့သူက24ရက်နေ့အသွားမှာပဲ ဒီရုရှားကမော်စကိုတမ်းမသွားဘဲနဲ့ဒီနိုဗိုစီဗစ်ဆိုတဲ့မြို့ကိုတထောင်နားတယ်ပေါ့လေဒါတော့ဒီလေရင်ခီးစဉ်ရှည်တဲ့အတွက်နားတဲ့သဘောလဲပါတာပေါ့ဒါပေမဲ့အဲ့မှာသူကအဲ့ဒီမြို့ကဒီဒေတာအုပ်ချုပ်ရေးမှုပေါ့ဒေတာအုပ်ချုပ်ရေးမှုဒီအန်ဒရီထရန်နီကော့ဖ်ကိုသူကဒီမြန်မာနိုင်ငံကဒီလက်ဖက်တုပ်တွေငါတလောက်ပေါင်းနေကျွေးပြီးတော့သူကပြန်ဧည့်ခံတယ်ဆိုပြီးတော့ဒီစစ်တပ်ရဲ့တရင်တွေမှာပေါ်ပြရပြဆိုတော့အဲ့ဒီမြို့ကိုဘာထူးခြားလဲဆိုတော့ကြည့်လိုက်တော့အဲ့ဒီမြို့ကရုရှားမှာတတိယမြောက် လူကြီးအထူးထက်ဆုံးနဲ့ဒီစက်မှုလုပ်ငန်းလည်းဖွံ့ဖြိုးတယ်လို့ပြောရတာ။နောက်ပြီးတော့ဒီနျူကလ িয়ার လောင်စာထုတ်တဲ့စက်မှုလုပ်ငန်းရှိတယ်ပြီးတော့လေကြောင်းစက်မှုလုပ်ငန်းတွေလည်းအဲ့ဒီမြို့မှာကောင်းကောင်းရှိတယ်လို့ဆိုပါတယ်။ဆိုတော့ဟိုပြီးတော့ဒီမြို့အုပ်ချုပ်ရေးမှုနဲ့သူနဲ့ကြားထဲမှာလည်းဆွေးနွေးတာတွေရှိတယ်လို့ဒီသတင်းစာတွေမှာပေါ်ပြပေမဲ့ဘာတွေဆွေးနွေးလဲလဲဆိုတော့ကျွန်တော်တို့အတိအကျတော့မသိရပါဘူးလေနော်။အမနေ့25ရက်နေ့မှာတော့ဒီစစ်ကောင်းဆောင်ကလူငယ်ဖိုရန်တက်တယ်ပေါ့လူငယ်ဖိုရန်လို့နာမည်ပေးထားတယ်ဒါပေမဲ့ တကယ်တမ်းကတော့ဒီတခြားနိုင်ငံကလူတွေမပါဘူးသူတို့ထုတ်ပြန်ချက်အရာကြည့်မယ်ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံကနေစစ်တပ်ကလွှတ်ထားတဲ့ပညာတော်တင်နေလို့ပြောရမှာပေါ့အဲဒီဒီမြန်မာပညာတော်တင်နေနဲ့သူနဲ့တွေ့ပြီးတော့အာလူငယ်နဲ့အနာဂတ်မြန်မာဆိုတဲ့ခေါင်းစဉ်နဲ့အလုံးစုံနေွယ်လောက်တာတော့ပဲဒါမဲ့ဟိုဒီထုတ်ပြန်ချက်တွေကတော့သူတို့လူငယ်ဖိုရမ်ပါညာပြောတာပေါ့နောက်တော့အာဒီနျူကလ িয়ার ဖိုရမ်နဲ့ပတ်သက်တဲ့သူတို့အစည်းအဝေးတက်တယ်လို့ပြောတယ်အဲ စစ်တပ်ရဲ့ပြန်ကြားရေးကထုတ်တဲ့သတင်းစာတွေမှာတော့ဒါကိုထိတ်သီးအစည်းအဝေးလို့ပြောတယ်။ဒါပေမဲ့တကယ်တမ်းကဒီအရှင်ရုရှားကလည်းညှဉ်းချုပ်အစိမ်းပဲတက်တယ်။တခြားခေါင်းဆောင်တွေလည်းမပါဘူး။ဥပမာမြန်မာတရုတ်လိုမျိုးလည်းခေါင်းဆောင်တွေတက်တာမတွေ့ဘူး။ပြီးတော့ဟိုမြောက်ကိုရီးယားလိုနိုင်ငံကလည်းဒီအစိမ်းပြေခေါင်းဆောင်တွေနောက်ဆုံးဝင်ကြီးစင်နောင်လွှတ်တာမတွေ့ဘူးပေါ့။တကယ်တမ်းကတော့ဟိုရုရှားရဲ့ဒီနောက်လိုက်ဖြစ်တဲ့အာမေနီးယန်ဝင်ကြီးချုပ်လာတယ်။ဒီဘယ်လာရုစ်သမ္မတပါတယ်။ပြီးတော့ဒီစစ်ကောင်းဆောင် မဲအောင်လိုက်ပေါ့ကိုကျော်ဝင်းကြီးမဲအောင်လိုက်ပါမယ်ပေါ့ကျန်တာကတော့ဟိုတိတ်ပြီးတော့ခေါင်းဆောင်ပိုင်းတက်တာမတွေ့ပြီးတော့အီရန်လိုနိုင်ငံမျိုးတော်မှအကောင်းဆောင်တက်တာမတွေ့ဘူးအင်ရှင်ရုရှားဆိုလည်းညွန်ကျုပ်အစင်ပဲဒီဆွေးနွေးပွဲမှာတက်တာရှိတယ်ပေါ့လေနော်ဆိုတော့အဲအဲ့လိုသဘောမျိုးရှိတယ်ပြီးတော့နောက်အဲ့မင်းရ25ရက်နေ့မှာပဲရုရှားသမ္မတပူတင်နဲ့ဒီကိုကျော်ဝင်းမဲအောင်လိုက်နဲ့တွေ့ရတယ်အပူတင်ဘက်ကတော့ဒါသဘောတူစာချုပ်တွေချုပ်ထားတဲ့ဟာတွေအကောင့်တွေဖော်ဖို့အသေးစိတ်ဆွေးနွေးမယ်ပါညာပြောတယ်ပေါ့သဘောတူစာချုပ်တွေကြည့်ရင်တော့ဒီ နျူကလ িয়ার ဆိုင်စီမံကိန်းတို့ပြီးတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကလှုပ်သားတွေလှုပ်ဖို့လို့ဒီစိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ဖို့စသည်ဖြစ်ပေါ်ဒါတွေတော့ချုပ်ထားတာတွေတော့ရှိတယ်။အသေးစိတ်ကတော့ဘာတွေဆွေးနွေးရလဲမသိဘူးပေါ့။အဲဘူဂျုံမူကြီးမြန်အောင်လိုင်းဘက်ကကြတော့စစ်ကောင်းဆောင်ဘက်ကကြတော့သူကစစ်ဖက်နဲ့တန်တမာဘက်သက်ဆိုင်တဲ့ကိစ္စတွေကိုပို့ပြီးတော့ပူးပေါင်းလှုပ်ဖို့ပေါ့လေရုရှားကိုပြောတယ်။နောက်တစ်ခုရှိတာကသူကအရင်တုန်းကလည်းဒီရုရှားသမ္မတပူတင်နဲ့တွေ့တဲ့အချိန်မှာသူက ဟိုပူတင်ကိုမြောက်ပြောတာရှိတယ်ပေါ့ဗျာဒီကျွမ်းမင်းဖေလို့ဝင်စားတယ်ဘာညာစသဖြင့်ပေါ့လေဒီဖရာဗျာဒိတ်တို့လာတဲ့အဆက်ဆံရေးဘာညာသူပြောတာရှိတယ်ဒီတစ်ခေါက်မှလည်းသူကဘာပြောလဲဆိုတော့အရေရှိတီတန့်ခိုင်မြဲတဲ့ငိမ့်ငိမ့်ရောက်လို့ရုရှားစူးစမ်းနေတာကိုသူတို့ထောက်ခံတယ်လို့ပြောတယ်ပေါ့ဆိုတော့ သူကတော့မျက်နှာလိုမျက်နှာလှုပ်ပြီးတော့ပြောတဲ့သဘောပါဗျာဒါပေမဲ့ကမ္ဘာအခင်းချင်းကကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနေတိုင်းပဲရက်သားတွေတည်နေတယ်ကျွန်တော်ကမ္ဘာသတင်းတွေမှာတွေ့နေရတယ်ဆေးရုံတွေရက်သက်အဆောင်တွေလည်းယူကရိန်းမှာတိုက်ခိုက်ခံနေရတယ်ပြီးတော့စည်ရင်းတွေပြန်ကြည့်ရင်လည်းကျွန်တော်ဒီ၃နှစ်အတွင်းမှာယူကရိန်းကရက်သား၃၄00လောက်တည်သွားပြီ၃၄00ကျော်သွားပြီပေါ့တည်တာထိခိုက်ဒဏ်ရာတာ၃၆500ကျော်သွားပြီလို့ဆိုတယ်ဆိုတော့တစ်နှစ်ကိုလူ9000နီးပါးလောက်တည်ပြီးတော့တစ်ရက်ကိုလူဟို73လောက်တည်နေတဲ့တည်နှုန်းပေါ့ဒါကိုသူကဒီစစ်ကောင်းဆောင်က ငိမ့်ငိမ့်ရေရှည်ငိမ့်ငိမ့်စူးစမ်းနေတယ်လို့ပြောလိုက်တာပေါ့တစ်ဖက်မှာဒါမဲ့တစ်ဖက်ကပြန်ကြည့်တော့လေသူကိုယ်တိုင်ကလည်းဒီပြည်တွင်းမှာဒီနေတူကဘုံကျဲတာတွေဒီပြည်သူကိုတတ်ဖြတ်တာတွေလုပ်နေတာဆိုတော့ဟိုတိတ်တော့လည်းမထူးဆန်းဘူးလို့ပြောပေမဲ့ကမ္ဘာအခြေအနေရတာနည်းနည်းတော့ဟိုရှင်းချင်းစရာကောင်းတာပေါ့ဟုတ်နောက်တစ်ခုကတော့ဒီရုရှားကဒီအခြေအနေလက်ရှိအခြေအနေမှာဆိုလို့ရှိရင်လေဒီရုရှားကဒီအင်းကြီးနိုင်ငံတွေပေါ့အမှ NATO ဖွဲ့ဝင်နိုင်ငံတွေပါပါတယ်သူတို့ကဒီလေကြောင်းကနေပြီးတော့ ဟိုရန်စတဲ့သဘောနဲ့လင်းဖြတ်ပြန်တာ drone ထွက်တာတွေရှိနေတယ်ဆိုတော့အဲသူ့အခင်းအကျင်းနဲ့သူပြောတဲ့ဟာကတော့နည်းနည်းဟိုဟာဖြစ်နေတာပေါ့လွဲနေတဲ့သဘောရှိတာပေါ့အဲသူတို့ရှေ့ဆက်ပြီးတော့ဒီ foreign က28ရက်နေ့အထိဆိုတော့ဟိုရှေ့ဆက်ပြီးတော့ဘာတွေဆွေးနွေးမလဲတော့ဘယ်သူတွေနဲ့တွေ့မလဲတော့မသိဘူးဒါပေမဲ့ဒီစက်ကောင်းဆောင်ဘုကြုံမူကြီးမင်းအောင်လိုင်းကတော့ဒီဟိုပူတင်ကိုတွေ့တဲ့အချိန်မှာတော့ကျွန်တော်တို့ဒီနှစ်ကုံမှာစလုံးမဲ့ ဒီစစ်တပ်ကလုံမယ်ရွေးကောက်ပဲကိစ္စရေသူပြောတယ်ပေါ့ဟာဟိုခေါ်နိုင်ငံတကာစောင့်ကြည့်တဲ့သူတွေခေါ်ထားတယ်ပြီးတော့ဒီရွေးကောက်ပွဲကရလက်အရာထွက်လာတဲ့အစိုးရကိုသူအာဏာလွှဲပြောင်းပေးမှာပဲဆိုတာမျိုးသူပြောထားတာတွေ့တယ်အဲနောက်ပြီးတော့ဒီစစ်ရေးနဲ့နျူကလ িয়ার စွမ်းရင်ထုတ်လုပ်ပြီးမှဒီရုရှားနဲ့မြန်မာကြားပူးပေါင်းဆောင်ရွက်ဖို့ပါညာအဲ့ဒါလေးလည်းပြောထားတယ်ပေါ့ဆိုတော့အော်လောလောဆယ်အထိကတော့သူ့တရင်နဲ့ပတ်သက်ပြီးတော့ဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မြင်ရတော့တော့တရင်တွေကတော့တော့ပဲရှိတယ် နောက်တစ်ခုကသူကဒီရုရှားအပြန်မှာပေါ့လေကာဇက်စတန်ကိုဝင်မယ်ဆိုပြီးတော့သတင်းထုတ်ပြန်ထားလိုက်လို့ရှိပါတယ်ခင်ဗျ။ဒီလိုတုံ့တက်ပြောကျေးဇူးတင်ပါတယ်ဒီကိုစုံလင်းပြောလို့ပေါ့နော်ဒါကတော့ဒီကောက်ပွဲအကြိုကာလမှာဒါရုရှားကိုတွားပြီးတော့လော်ဘီလုပ်တဲ့သဘောမျိုးလို့လည်းပြောလို့ရပါတယ်ခုတကဥပဒေဒီမိုကရက်ပါတီဥက္ကဋ္ဌအမိုးစောကိုလှည့်ပေးခြင်းပါတယ်လူသိပြင်းဒီစစ်တပ်ကကျင်းပဖို့ပြင်ဆင်တဲ့ရေကောက်ပွဲအခင်းကျင်းဟာ လောလဗီတရားမျှတမှုရှိတဲ့ပါတီစုံဒီမိုကရေစီဒီကောက်ဘက်တစ်ခုမှာရှိရမယ့်စံနှုန်းတွေနဲ့ကန့်ညီမှုရှိရလားဆိုတာအရင်ဆုံးသုံးသပ်ပြပါဦးပါလားခင်ဗျာရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်မှာကရွေးကောက်ပွဲလို့ပြောကြအနေထားမရှိဘူးဖြစ်တယ်လို့ကျွန်တော်ကျွန်တော်အဲ့လိုဝင်နာတယ်အခုပြောပြောနေကြရတယ်ပါလေထူထူရွေးကောက်ပွဲနဲ့ပတ်သက်လို့ဟိုသူသတင်းတွေမှာအများကြီးလက်တွေ့မှာကဒီထူထူရွေးကောက်ပွဲလုပ်မယ်ဆိုလို့ရှိရင် တကယ်လွတ်လပ်ပြီးတရားမျှတဲ့သူတွေရေကောက်ွယ်လုပ်မယ်ဆိုလို့ရှင်အဲ့ဒီအခြေအနေကရှိတယ်လို့ကျွန်တော်တိုက်ရိုက်မှာပြောလို့မရဘူးလို့ကျွန်တော်အဲ့လိုပဲယူဆတယ်အဒုတိယတစ်ချက်ပြောချင်တာကကျွန်တော်တူးတဲ့အမြင်ကျွန်တော်တူးတဲ့သဘောထားအရဆိုရင်ဒီရေကောက်ပွဲရေကောက်ပွဲလို့ကျွန်တော်အသိမမပြုပါဘူးအာတာတာတာသို့တော်ဒီကိစ္စကဒုတိယချင်းစီရဲ့ကိစ္စဖြစ်တယ် ဟိုကျွန်တော်ရဲ့ကိစ္စဖြစ်မှာတချို့သုံးသက်သူတွေရဲ့ကိစ္စဖြစ်ကောင်းဖြစ်နိုင်တယ်ဒါတိုင်းပြည်လုံးရဲ့ကိစ္စမဟုတ်ဘူးပေါ့တိုင်းပြည်လုံးရဲ့ကိစ္စမဟုတ်တဲ့ခါကျတော့တိုင်းရပြည်လုံးကပြည်သူတွေနဲ့ပတ်သက်လို့သူတို့အခြေအနေပေါ်မှာထည့်စဉ်းစားရင်တော့ဒီရွေးကောက်ပွဲကစဉ်းစဉ်းစားမယ်ကိစ္စတခုဖြစ်လာတယ်လို့အဲကျွန်တော်အနေနဲ့အဲ့ဒါလိုပြောချင်ပါတယ်။နော်ဒါဒုတိယတစ်ချက်ပါ။နောက်တတိယတစ်ချက်ကျွန်တော်ဟိုပြောချင်တာကတော့ဟုတ်ပြီလွတ်လပ်တဲ့တရားမျှတတဲ့ ရွေးကောက်ပွဲလို့ပြောကြမယ်ဆိုလို့ရှိရင်ဘယ်လိုချက်လက်တွေကိုကျွန်တော်ကြည့်ပြောကြမှာလဲတစ်တစ်ချက်ကကျွန်တော်တိုင်းပြည်မှာဒီပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပနိုင်တဲ့နိုင်ငံရေးအခြေအနေကိုမရှိဘူးเนาะဒီရွေးကောက်ပွဲဖြစ်လို့ရှိရင်လည်းပဲเนาะပြစ်တာခတ်တာတွေတတ်တာဖြတ်တာတွေပန်းတာစီးတာတွေဒီလိုထပ်ဖြစ်အောင်မယ်ဆိုတာခမားလည်းသိတယ်ကျွန်တော်လည်းသိတယ်ခဏဒီဘီဘီပြိတ္တလည်းသိတယ်အဲ့ဒီအခြေအနေတွေရှိရတဲ့ ဒါကြီးကိုလွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲပါလို့ကျွန်တော်တို့ပြောနေဆိုနေလို့တော့တော်တော်ခက်လိမ့်မယ်လို့အဲကျွန်တော်ထင်ပါတယ်။အဲသို့တော်လည်းအခုအခြေအနေရနော်ဟိုကိုတိုင်းပြည်ထဲမှာဆိုလို့ရှိရင်ပြည်သူလူထုကလည်းအမျိုးမျိုးစဉ်းစားကြတယ်အမျိုးမျိုးဒီအခြေအနေကိုကြည့်မြင်ကြတဲ့အခါကျတော့အမျိုးမျိုးအမြင်သောသားတွေတော့ရှိမှာပေါ့။အကယ်၍သူတို့ရွေးကောက်ပွဲလုပ်လို့ရွေးကောက်ပွဲအားရမကြီးလုပ်လို့နော်ရွေးကောက်ပွဲဖြစ်လာပြီပြည်ပဲထားပါအောင် တော့နော် ဆိုတော့စကားမဆက်ကျင်တော့ဆက်ပြောကျင်တာအခုရွေးကောက်ပွဲလုံးမယ်ဆိုရင်မြို့နယ်ကဘယ်နှမြို့နယ်ရှိလို့လဲ40ကျော်ပဲရှိရနော်အဲ့ဒါတော့မပဲဘယ်မြို့နယ်တွေဘယ်ဒေသတွေပါလဲဆိုတော့ကျွန်တော်သေချာကြည့်ဦးသေချာကြည့်တဲ့အခါမှာကျတော့ဟိုကျွန်တော်တွေ့တာကတော့ဒီရွေးကောက်ပွဲကိုဆိုဆမ်ဘယ်လုပ်ကြည့်အောင်အောင်မြင်မလားမအောင်မြင်ဘူးလားဆမ်ပြီးလုပ်ကြည့်တဲ့သဘောဖြစ်တယ်လို့ကျွန်တော်အဲ့ဒီလိုနားလဲနော်အကယ်၍ အောင်မြင်တယ်ဆိုရင်သူဆက်လောကောင်းလုပ်နိုင်တာပေါ့မအောင်မြင်ဘူးဆိုပုံစံတစ်မျိုးပြောင်းနိုင်တယ်အခုတောင်မှသူတို့ရေကောက်ပွဲကျင်းပမနိုင်ရေကျင်းပမယ်လို့ပြောတဲ့အချိန်အဲ့အချိန်နဲ့ရှေ့မှာဘာတွေဖြစ်အောင်မှာလဲကျွန်တော်မသိဘူးဆိုတော့အကယ်၍တစ်ခုခုတစ်ခုခုဖြစ်ခဲ့တယ်သူတိုက်ပွဲတွေဘာတွေညာတွေပြင်းထန်တဲ့ကြီးမမားတွေဖြစ်ခဲ့တယ်ဆိုရင်ဒီရေကောက်ပွဲရှေ့ကောင်းလဲရွှေ့သွားနိုင်လေလို့ကျွန်တော်အဲ့လိုထင်တယ်ကျွန်တော်ချုပ်ပြီးကျွန်တော်ပြောချင်တာကတော့ လက်တွေ့မှာရွေးကောက်ပွဲလို့ပြောလို့ရတဲ့အခြေအနေရွေးကောက်ပွဲကျင်းပမယ်လို့ပြောလို့ရတဲ့အခြေအနေကျွန်တော်တို့တိုင်းပြည်ထဲမှာမရှိဘူးအဲ့ဒါအဲ့ဒါလက်တွေ့ဖြစ်တယ်တော့အဲ့ဒီအခြေအနေကိုမျက်ွယ်ပြုပြီးတော့ဒါကိုကျင်းပပြုလုပ်မယ်ဆိုပြီးတော့အတင်းကာရောပြောဆိုနေတာတွေအတင်းကာရောဝါရဖြန့်နေတဲ့ကိစ္စတွေကဟိုကျွန်တော်တို့တိုင်းပြည်ဘာပဲဖြစ်ဖြစ်သူတို့အနေနဲ့ဂီယူမဆိုင်ဘူးပေါ့ဗျာကျွန်တော်တို့တိုင်းပြည်ဘာပဲဖြစ်ဖြစ်သူတို့အာနာတီမဲကြီးအဓိကဖြစ်တယ်ဆိုတော့ ကိစ္စကဟိုဘယ်လိုခေါ်မလဲဟိုလွှမ်းမိုးနေလို့ကျွန်တော်အဲ့လိုထင်ပါတယ်ဒါကြောင့်ဟိုသူတို့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဟိုကျွန်တော်တို့သတင်းမီဒီယာတွေရောကျွန်တော်တို့အင်အားစုတွေရောနိုင်ငံတကာအင်အားစုတွေရောလုံးဝအသိမမပြုမထောက်ခံဘူးနော်သူစကားပြောဖို့မပြောဘူးတင်းတင်းချာချာဟိုကျွန်တော်တော့မေတ္တာရက်ခံခြင်းလေပြောဆိုခြင်းပါတယ်လို့ပြောခွင့်ပြုပါဗျာ ဟုတ်ကဲ့ပါနောက်ကမိကမိကျင်တာကတော့အခုလက်တလုံးပါပေါ့နော် KNU ခေါင်းဆောင်တွေနောက်ချင်းလန်းအစိုးရအဖွဲ့ဝင်တွေနဲ့နောက်ရေမရောက်သေးတဲ့ကလေးငယ်တွေပါပါနော်ဒီကောက်ပဲဥပဒေပေါ့သူရေးခွရေးကဥပဒေလို့လည်းပြောတော့အဲ့ဒါနဲ့ပတ်သက်ပြီးခြေကောက်စီကအမှုဖွင့်ရေးယူရတဲ့အပေါ်မှာဟောဘလို့မြင်ပါလဲဟိုကျင်းနေတာကတော့သူရေးကောက်ဝင်နဲ့ပတ်သက်လို့လှုပ်ရှားနေတယ်ရေးကောက်ပွဲနဲ့ပတ်သက်လို့စီစဉ်နေတယ်ဆိုတာကိုတိတိကျကျသူတို့ဝါဒဖြန့်တာဖြစ်တယ်နှစ်တစ်ချက်က ကျွန်တော်တို့အင်အားစုတွေတိုက်ခိုင်အင်အားစုတွေသူတို့ကိုတော်လှန်နေတဲ့အင်အားစုတွေကိုတစုံတရာခြေမုံကိုစ조사တာဖြစ်တယ်လို့ကျွန်တော်ယူဆရတယ်ခင်ဗျားဟိုဟို KN မျိုးသားစီယုံပေါ့ဗျာ KN ဆိုကြည့်လို့ရှင်သူတို့ပြည်တစ်ခုလုံးမှာရေကောက်ပွဲမလုပ်ရဘဲကိစ္စကိုကြဲကြဲပြန့်ပြန့်ဟိုတရားဝင်သောရာထုတ်ပြန်ပြီးတော့ဟိုကျင်ညာကျင်ညာထားတာဖြစ်တယ်ဆိုအဲ့အဲ့အတွက်လည်းသူတို့ပြန်ပြီးတော့တုံ့ပြန်ရမှာဖြစ်တယ်ဒါဒုတိယဒုတိယချက်ကပါလဲဆိုတော့ ကနေ့လက်တွေ့တိုက်ပွဲတွေမှာသူတို့ဘလောက်ပဲသူတို့ဒေသတွေကိုစီယုံစီးနိုင်ပါတယ်ဒေသတွေကို သိမ်းနိုင်ပါတယ်ဆိုပြီးတော့ကနေ့ဆိုလို့ရှိရင်ဒါမနေ့ရတဲ့တနေ့ရအတူတူပါပဲဒီ KNU ဒေသထဲမှာမရရအောင်လာပြီးတော့သူတို့အသေးခံပြီးတော့သူတို့တိုက်နေခိုက်နေကြကြတဲ့အခြေအနေတွေဖြစ်တယ်။အော်ဒီလိုအခြေအနေတွေကြောင့်သူတို့ကသူတို့ဆောင်ရမယ့်ကိစ္စကိုပုံမှန်သူဆောင်ရနေတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့တော့အဲ့ဒါလိုနားလဲပါတယ်ကွာ။ โอเคပါเนาะတခုမေးချင်တာလေလက်ရှိပြည်တွင်းမှာကျွန်တော်တို့မေးရတော့တော့ပြည်သူတွေကဟိုမဲဆန္ဒရှင်ပြည်သူတွေကပေါ့เนาะရေကောက်ပွဲနေကြရင်အဲမဲတော့မပေးချင်ကြဘူးပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းဟို electronic မဲပေးစနစ်နဲ့လုပ်မယ်ဆိုတော့သူတို့ဟိုအချက်လက်တွေရှိရဆိုတော့မဲတော့မပေးရင်လည်းဟိုအရေးယူခံမှာလည်းဆိုရင်ねပြီးတော့ဟိုမဲထည့်စရာလည်းသူတို့ယုံကြည်တဲ့ပါတီမရှိဘူးဆိုတော့မဲလည်းမထည့်ချင်ဘူးဆိုတော့အဲ့လိုပြည်သူတွေကိုဘယ်လိုမျိုး message ပေးချင်လဲခင်ဗျဟိုကျွန်တော် ကျွန်တော်အနေနဲ့ပြောချင်တာကတော့သူတို့အခြေအနေကြောင့်မပေးလို့မဖြစ်ဘူးဆိုလို့ရှိရင်သွားတော့ပေးရပေးကြရမှာပဲမပေးကြရမှာပဲသို့တော်လည်းပဲသူတို့ပေးပေးမဲ့မဲဟာဟိုတကယ်သူတို့စိတ်ဆန္ဒမဟုတ်ဘူးဆိုတာကိုပေါ်ရင်အောင်လို့ကျွန်တော်တို့တွေဝိုင်းပြီးတော့စူးစမ်းကြရလိမ့်မယ်လို့ကျွန်တော်အဲ့လိုပဲထင်ပါတယ်ဗျာအဲ့ဒါမှကျေးဇူးများတင်ပါတယ်အခုလိုမျိုးဖေးချပေးရအောင်အခုတောင်းတော့ကိုကျွန်တော်လှည့်ပေးခြင်းပါတယ်အခုဒီဘက်မှာတော့ လောကကထရိနီလကကျင်းပနေတယ်ပတ်သက်ပြီးတော့ပြောများတဲ့တင်ကတော့သမရထရိုင်ရဲ့မိကွန်းပေါ့နော်ဒါလည်းပတ်သက်ပြီးတော့ကိုတောင်းထုတ်ပြပြပေးပါလားအခုဒီတစ်နှစ်ကအာဘလကောမကုလသမဂ္ဂဒီ General Assembly ဒီထရင်းနီလာကန်ရဲ့ထုံးစံအတိုင်းပဲစက်တင်ဘာမှာလောက်တယ်အာနိုင်ငံပေါင်း150လောက်ပေါ့နော်ကောင်းဆောင်လေးထရင်းသွားလာရတယ်အဲပြီးတော့ဒီ General Debate ဆိုရဟိုပါပေါ့နော်ဒီ Debate ကိုစကြရတယ်ဆိုလို့ရှင်ထုံးစံအတိုင်းပဲ ဘရာဇီးယားစရတယ်ဗောလေပထမဆုံးကုလသမဂ္ဂ trading ဦးချုပ် Guterres ပါတယ်စပြီးတော့ဖွင့်မေကွန်ပြောတယ်ပြီးတော့နိုင်ငံတွေအစိုင်းလိုက်လာပြီဆိုလို့ရှိရင်ထိတ်ဆုံးကဘရာဇီးယားကဟို1955လောက်ကတည်းကစခဲ့တာဗောလေဒီဒီပထမဆုံးဘရာဇီးယားပြောတယ်ပြီးရင် ancient နိုင်ငံဗောနော် US ကစပြောတယ်ဗောအဲပြီးရင်တော့ကျန်တဲ့နိုင်ငံဆက်လာတာဗောအဲထုံးစံတဲ့စက္ကတရောက်ကို15မိနစ်ပြောကြတယ်ဗောဒီဒီနှစ်ကတော့ trend ကတော့ဟိုကပြောတယ်တနာကြီး နေပါတော့ပြောသွားတယ်။ဒါတော့တခါတလေတချို့ကောင်းဆောင်တွေပြောပါတယ်။ချိုးကောင်းဆောင်တွေကြာပြီးပြောတာတွေရှိတယ်လေ။15မိနစ်သတ်မှတ်ပေးမယ်။အဲ့လိုဟိုမိုက်ပိတ်တာမျိုးအဲ့လိုဟိုဟိုတင်းရခိုင်းတာမရှိဘူးဆိုတော့နော်။ဒါတော့အော်ဒီဒီနေ့ Trump ပြောတယ်ပေါ့လေ။ဟော Trump ပြောတယ်ဆိုတာကဒီဒီ American တော့ Trump ရဲ့ဒုတိယသမ္မတတက်တန်းအဲဒီနေ့ဆက်ဆက်ကစလိုက်ပြီးတော့နော်။အခုကုလသမဂ္ဂ Trump ကြီးလာကမှာသူကဒုတိယအကြိမ်တက်တန်းမှာပထမဆုံးစပြောတဲ့ နှစ်ပေါ့နော်နောက်တိုက်ဆိုင်တာကကုလသမဂ္ဂဒီထရီနီလာကဒီကကုလသမဂ္ဂရဲ့တက်တန်းပေါ့နော်နှစ်80ဖြစ်လာတယ်ပေါ့နော်နှစ်80ဒီနေ့မှနှစ်80ဖြစ်လာတယ်အဲသူဒီနေ့ဆောင်းဖို့ကလေးရှိတယ်ဗျအစားအိသူ better together ပေါ့နော် better better together ပြီးတော့80 years and more no for peace ပြီးတော့ development and human rights ပြီးတော့ကောင်းစဉ်ကတော့တက်ထားတာဒီဒီနေ့ရဲ့ ဟိုဘာလို့တန်ဟဆေချင်တဲ့သဘောပေါ့လေဟိုဒီဒီဒီငိမ့်ချမ်းရေးကိစ္စတို့เนาะပြီးတော့ဖွံ့ဖြိုးရေးကိစ္စတို့เนาะပြီးတော့လူ့ခွင့်ရေးကိစ္စတို့เนาะဒီ better together ဆိုတာဒီအားလုံးတစ်ကဘာလုံးအလုံးပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့သဘောမျိုးတွေဒီ key message တွေပါတာပေါ့လေအဲတော့ဒီ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 ထူးခြားတဲ့ဟာတွေကြည့်မယ်ဆိုတော့ဒီအဲ့ဒီ ဘုလတမကရေပထမဆုံးပထမဖန်ထားတဲ့ဒီဂူဒရစ်ပြောတဲ့အထက်မှာလည်းပါတယ်ကိစ္စတွေပေါ့နော်ဒီကူကဘာကြီးမှာအခုဖြစ်နေတဲ့ဘာဘာပတ်ဝန်းကျင်ရာသီဥတုဖောက်ပြန်တဲ့ကိစ္စတွေပေါ့နော်ဆဲမွဲတင်မှုပြဿနာတွေပေါ့ဒီအဲစစ်တွေလက်နက်ကိုင်ပြည်ပခါတွေဖြစ်ဖြစ်နေတဲ့ကိစ္စတွေပေါ့ပြီးတော့ဒီကူနောက်ဆုံးဟိုအစ်စ်ကတော့ challenge တစ်ခုကတော့ AI ပေါ့နော်ကွန်ပျူတာဒီအသိဉာဏ်တို့ကိစ္စနဲ့ပတ်သက်ဘယ်လိုထိန်းကြမလဲဘယ်လိုအားလုံးဘယ်လိုဝိုင်းလို့တောင်းလို့စဉ်းစားရတဲ့အခြေအနေတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးဟို highlight ဖြစ်မလာဘူးဖြစ်မလာပဲနဲ့ဒီဟိုအောင်ဖြစ်သွားတာပေါ့နော်ဒီပါကစ်ပါလက်စတိုင်းနိုင်ငံကိုတိမတ်ပြူတဲ့ကိစ္စပေါ့နော်နိုင်ငံပေါင်းဒီပင်သစ်တော် UK လို့ပါလာတယ်နော်ကနေဒါတို့ပါလာနိုင်ငံနိုင်ငံ158နိုင်ငံပေါ့နော်ဒီပါလက်စတိုင်းနိုင်ငံအတိမတ်ပြူတဲ့ဆိုပြီးတော့ဒီဟိုဖြစ်တာပေါ့နော်ဟိုပို့ပြီးတော့ဟိုဟိုပါ highlight ဖြစ်တာပေါ့เนาะအထင်ရှားဆုံးဖြစ်သွားတာပေါ့เนาะဒီဒါပေမဲ့ Palestine နိုင်ငံရဲ့ကိုယ်စားလှယ်တွေအနေနဲ့သူတို့ဟာမတ်စ်ဖို့နော်ပါလက်စတိုင်းအော်သော်ရီတီရှိတယ်။ပါလက်စတိုင်းကိုယ်စားလှယ်တွေကတော့ဒီဗီဇာမရလို့သူတို့ပါချူရပဲသူကပြောလို့ရတယ်ပေါ့နော်။အဲအဲ့ဒီဒါအခုဟိုပြောရရင်ဒီ General Assembly ရဲ့သူရီညီလာခံရဲ့ခလဲကြပြောတဲ့ဟာဒီ September 23ကစတာပေါ့နော်။အခုမပြီးသေးဘူး။ဟိုဟာထိဒီ Lambda Monday အမန်ဒီတောင်းပါပေါ့နော်။အဲ့တော့အဲ့မှာထူးခြားတာကဆိုတော့ပြောရတယ်တမ္ပလာ Trump အဲ့ ပြောတဲ့ကိစ္စတွေပေါ့နော်အဲတော့ Trump ပြောတဲ့ကိစ္စမှာသူမိန်ကုံးမပြောခင်မှာเนาะထူးထူးခြားခြားမီဒီယာတွေမှာမြင်မြင်လိုက်ရတာဆိုလို့ရှင်တာလေသူစဆာကြရင်တော့ဒီကုလသမဂ္ဂအဆောင်တွေဝင်လာတဲ့အစပြီးတော့လေဒီဆက်လေကြီးအစပြီးတော့တက်သွားတဲ့အချိန်မှာဆက်လေကကိုပေါ်တက်ခါသားလည်းရှိတယ်အခြေတလှမ်းတက်ခါသားရှိတယ်ရှင်းမှာသူက first lady ပေါ့နော်မင်းလင်းနာအဲအဲ့တော့ဆက်လေကကြီးရက်သွားအဲ့ရက်သွားတော့သူ ပေးပတ်လေကိုကြည့်တာပေါ့နော်ဘယ်သူကပိတ်လိုက်တာလဲပေါ့နော်ဒီဒီဆက်လေးကြီးကဘာဖြစ်သွားတာလဲပေါ့နော်ဒါပေမဲ့ရှေ့က first day တွေကအဲ့လိုထက်ချင်းမဲ့သူဟိုကြောက်မနေဘူးအဲ့ပြုတ်ချအဲ့လိုမျိုးယိုင်သွားတာလည်းမဖြစ်ဘူးဘေးကိုတေးချဂင်ထားတယ်နောက်ပြီးတော့သူဆက်လေးကြီးရပ်သွားတဲ့အချိန်မှာဒီ6လောက်နဲ့ပဲဒီလိုလမ်းလျှောက်ပြီးတက်သွားတယ်အဲ့ trunk ကလည်းအိမ်နောက်ကနေလျှောက်လျှောက်တက်သွားတယ်ပေါ့နော်အဲ့မှာသူတော်တော်စိတ်ဆိုးသွားပုံရတယ်အဲ့တော့ဒီခါဒီဒူရင်းကြီးလာကန်စားပြီးစားပြီးတော့သူစကားပြောတဲ့အခါမှာလည်း ရှိပါ teleprompter လို့ခေါ်တာရှိတယ်ဒီမှတ်စုလေးကိုပြတဲ့ set ပေါ့လေမှန်မှန်ထောင်ပြီးတော့အကြောင်းတန်လေးနဲ့ပြတဲ့ set ကလေးอ่ะအဲ့ဒါလေအလုံးမလုံးအဲ့ဒါအဲ့ဒါတို့တခုခြုံရင်းနေတာပေါ့လေအဲ့ဒါကိုလည်းသူဟိုအပြစ်တင်တာပေါ့နော် speaker ဆက်လာကြအဲ့ microphone ဟို microphone ပြတ်တာလည်းဖြစ်လိုက်သေးတယ်အဲ့တော့အဲ့တော့အဲ့ဒီ microphone ကထည့်ပြောတယ်အဲ့ဒီ teleprompter machine သူဟိုလည်းသူစာရဲနေပဲပြောမယ်ပေါ့လေ by hand နဲ့ပဲပြောမယ် စာရဲနေပြောနေတယ်တတိရနာခဏနေတော့ပြန်ရလာပါတယ်အဲဒီဟိုကဒီအိမ်ဘူတော့လောက်တာလို့ဟိုဆက်သမားတွေခြင်လိုက်တာပေါ့နော်အဲနောက်ကွာတော့အဲဒီဆက်တက်လီကပြက်တဲ့ကိစ္စကတော့ဒီဟိုသူအရေးယူရမယ်ဆိုပြီးတော့ဒီစုံစမ်းပေါ်ထုတ်ရမယ်ပေါ့ဒါပါဘာကြောင့်ဖြစ်တာလဲဆိုပြီးတော့ UN ကုလသမဂ္ဂတွေအရာရှိတွေဘက်ကပြောတာကတော့ဒီသူတို့ဖြစ်နိုင်ရည်ရှိတဲ့ဟာကတော့ဒီဒီသမရထရက်နဲ့ပါတဲ့ ဗီဒီယိုတမားကအပေါ်တက်သွားတယ်လေဂျိုးပြီးတော့သူကရှေ့ကနေဂျိုးပြီးတော့တက်သွားတယ်တက်သွားတဲ့အချိန်မှာဒီ safety cloak ပေါ့နော်ဒီတခုခုပြဿနာရှိလို့ရှိရင်ဒီအားအရေးပေါ်ရက်သွားတဲ့ cloak ကိုမှတ်တယ်မဲ့သွားပြီးတော့ထိမိတယ်ပေါ့နော်အဓိကတော့အင်ဂျီလိုဝင်တန်းပဲအင်ဂျီလိုဝင်တန်းကြောက်ပဲအဲ့လိုဖြစ်သွားတယ်ဆိုပြီးတော့ကုလသမဂ္ဂကပြန်ရှင်းခါတွေ့တယ်။နော် data ကတော့ media တွေမှာတွေ့တွေ့တွေ့ဟိုဟိုကုထရရဲ့ဟိုကိုယ်ပြပြဖြစ်သွားတဲ့ဖြစ်စဉ်လေးပေါ့လေ media တွေမှာပြောနေကြတာပေါ့နော်။နောက်ဒီ trend main goal တွေထဲမှာ ဘယ်ငွေတော့တနားရီလောက်ကြာတယ်အချက်တည်းပြောသွားတယ်တော့အများကြီးပဲအဲပြောနေကြစကားတွေပေါ့နော်ပြောနေကြစကားတွေသူစီးပွားရေးကဘလို့အောင်မြင်နေတယ်လို့နော်ဒီနေဆက်လုံးကြီးဘလို့ထိန်းသိမ်းနိုင်တယ်လို့သူလက်ထက်မှာတော့အရင်းအမြစ်နိုင်မှုတွေအများကြီးဝင်ရလာတယ်လို့အဲ့လိုမျိုးအာကြွားနေကြပေါ့လေဒီ message စီရောက်ဝဲတွေမှာကြွားနေကြအတိုင်းတွေကြွားတာပေါ့လေနောက်တော့ဒီအဲ့လိုမျိုးဟိုဟိုပေါ့နော်ဒီ နိုဘယ်ဆုကိစ္စနော်အဲ့လိုနိုင်ကမ္ဘာနိုင်ငံတွေအကောင်းဆောင်တွေအားလုံးရှိမှာပဲအဲပြောရတယ်မှာသူသူကနိုဘယ်ဆုထိုက်တန်တယ်ပေါ့နော်ဒီစစ်ပွဲကြီးခုနှစ်ခုကမ္ဘာလုံးရဲ့စစ်ပွဲကြီးခုနှစ်ခုသူ seven wars ဆိုပြောသွားတယ်ဒါ seven wars ဆိုတာဒီမီဒီယာတွေထောက်ပြတာတော့မဟုတ်ဘူးပေါ့နော်သူချက်ကားပြောတာပေါ့နော်ထားပါဘူးဒီ Thailand နဲ့ Cambodia ပြည့်ရသွားတယ်နော် ဒါပေမဲ့ငင်းညာရေးအတွက်အဲ့လိုငင်းညာရေးဖြစ်စဉ်လို့ peace process ဆိုပါလို့အဲ့လိုပုံစံမျိုးမဟုတ်ဘူးသူကဇက်တိုက်ပွဲလေးတစ်ခုရပ်သွားတယ်ပေါ့နော်အဲ့ဒီလိုပဲ Iran နဲ့ဟိုကနေ Israel စစ်နယ်ရဲ့ရဲကြာကြာကဟိုရပ်သွားတယ်ပေါ့နော်ဒီသူကဖွင့်ပြီးတော့ပုံချဲလိုက်တယ်ပေါ့ဗျာအဲ့တော့ peace ဖြစ်စဉ်ငင်းညာရေးဖြစ်စဉ်လို့နောက်ထပ် monitor Julia ဟိုက lender တွေ monitor ပါညာတွေအတွက်ဘယ်လိုဟိုသဘောတူညီကြဘယ်လိုအဲ့လိုပုံစံမျိုးမဟုတ်ဘူးနောက်တစ်ခါဒီအိန္ဒိယနဲ့ပါကစ္စတန်နဲ့ net ဟိုတိုက်ပွဲဖြစ်တော့လေအဲသူ သူလှမ်းပြောတော့ရက်သွားတယ်ပေါ့ဗျာအဲ့တော့ဟိုစစ်ပွဲခုနှစ်ခုတော့မဟုတ်ဘူးပေါ့နော်ဒီဒီဟိုအရောအဇာဘိုင်ဂျန်တို့ဒီဟိုအရောပါတယ်အာအဇာဘိုင်ဂျန်နဲ့အဘေးနီးယားနော်အဲ့အဲ့ဒါပါတယ်နောက်ဒီအီသီယိုးပီးယားနဲ့အီသီယိုးပီးယားဖြစ်တာတို့ပါတယ်ဗျာအဲ့တော့သူခုနှစ်လအတွင်းမှာစစ်ပွဲခုနှစ်ခုပေါ့နော်အဲ့ဒါလည်းမီဒီယာတွေကထောက်ပြတော့အချို့ကဟို fact check လုပ်တဲ့အခါပေါ့နော်အချက် fact check လုပ်တဲ့အခါမှာသူအချက်လက်တွေအမှားတွေအဲပြောသွားတာတွေတွေ့ရတယ်ပေါ့လေနောက်တစ်ခါဒီ ဟိုဒီဥရောပနိုင်ငံတွေဒီမဟာမိတ်နိုင်ငံတွေကိုတော်တော်လေးပြင်းပြင်းထန်ထန်ဝေဖန်နေဟိုဟိုတော့ဒီဒီပါလက်စတိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်ပြင်းပြင်းထန်ထန်ဝေဖန်နေပါလက်စတိုင်းစတိတ်ကိုပါလက်စတိုင်းစတိတ်ကိုတိမတ်ပြူခြင်းဟာပါလက်စတိုင်းရဲ့နိုင်ငံတိမတ်ပြူခြင်းဟာဒီဖမ်းသားတွေကိုဟိုဂုံပြူရာရောက်တယ်ပေါ့ဒါကတော့နေတန်ယာဟုပြောနေတယ်အစ္စရေးခေါင်းဆောင်ပြောနေတယ်ဟိုသူ့ရဲ့ဟိုမျိုးပဲနိသူ့သူ့ရဲ့ ြောပုံပြောနေအတိုင်းပဲတထည်ရတယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်အမေရိကန်အမေရိကန်ကဟိုသူ့ရဲ့နိုင်ငံနိုင်ငံတိုင်းဘူဝါဒအတိုင်းဆိုလို့ရှိရင်အရင်ကတည်းကရှိခဲ့တာဒီ two state solution ဆိုတာလေ Israel နဲ့ Palestine ရဲ့နှစ်နိုင်ငံအတူစင်တွဲနှစ်နိုင်ငံလုံးသိမှတ်ပြုတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့အခုဒီ trend တစ်ချက်မှာတော့အဲ့လိုမဟုတ်ဘူးနော်အခုဒီကဒီဒီဟိုကတော်တော်တော်လေးပြင်းပြင်းထန်ထန်ဝေဖန်တဲ့ဒီဒီဟိုကလည်းပတ်သက်ပြီးတော့ Palestine သူကလည်းပတ်သက်ပြီးတော့အဲ့ဒီပြင်ဒီဒီဥရောပနိုင်ငံတွေမာမိတ်တွေဝေဖန်တာပေါ့နိုင်ငံရှေ့ပြောင်း my migrant တွေငဲဆက်လုံလုံယူဘေးဥဆိုင်ပြီးပေါ့လေအဲ့တော့စကားတွေစကားတော့နည်းတော့ကြမ်းတယ်ဟို no they are going to hell ပေါ့နော်ဒီ over migration ဆိုပြီးတော့ဒီနိုင်ငံတွေကဒီငဲပြီးရောက်တော့မယ်ပေါ့နော်အလောက်ထိတော်တော်ကိုတော်တော်ကိုအပြင်းထန်တာပြောတယ်အဲ့နောက်တစ်ခါဒီဒီ one ပတ်သက်ပြီးတော့ပြစ်တင်ဝေဖန်တဲ့ထက်မှလည်းဒီ သူပြောလို့ရှိတဲ့အတိုင်းပါပဲเนาะကျွန်တော်တို့ကြားနေတဲ့အတိုင်းပါဒီပူတင်နဲ့သူကဟိုတငယ်ချင်းကောင်းပေါ့เนาะအရန်ရင်းနေတယ်ဒါပေမဲ့ဒီဒီကိစ္စဟိုဟိုယူကရိန်းရဲ့ကိစ္စပေါ့เนาะ day 1မှာ24နာရီအတွင်းပြီးအောင်လုပ်မယ်ဆိုတော့ဟိုစစ်ပွဲပေါ့เนาะခုလည်းဒီမပြီးနိုင်ဘူးလေเนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီပူတင်ဟိုအမေရိကန်ဘက်ကဘယ်လိုအရေးယူမဲဆိုတာမျိုးတော့ခုလည်းဒီအဲ့လိုမျိုးပြောတာတော့မတွေ့ရဘူးသူတော့သူအပြစ်တင်တဲ့အထက်မှာတော့ဒီ ရုရှားကိုဒီရုရှားစီရတဲ့ရေနံတွေသဘောတန်ငွေတွေဝယ်ပြီးတော့ဒီရုရှားကိုစစ်တိုက်ဖို့အတွက်ဈေးရောင်းအောင်လုပ်ပေးနေတယ်အိန္ဒိယနဲ့တရုတ်ကတော့တကယ်လည်းဟုတ်ပါတယ်တကယ်လည်းအိန္ဒိယကလည်းတော်တော်အပြင်းထန်ဝယ်ဝယ်တာအာရပါရဝယ်ပြီးတော့အဆင်ပြတ်အမျက်ယူပြန်ရောင်းလာရအောင် ရှိတယ်လေတရုတ်ကလည်းအဲ့လိုပဲရေနံဟိုရှော်သေးပေါ်စင်းနဲ့တော်တော်ကိုအဲ့တော့ အားရပါရဝယ်နေတဲ့အတွက်ရုရှားကရှင်းနေနေရောင်းရတယ်ပေါ့နော်ရှင်းနေရောင်းရပြီးတော့ဒီ Ukraine စစ်ပွဲမှာ Ukraine စစ်ပွဲကိုရပ်ဖို့အတွက်ဟိုရုရှားဆက်ပြီးဟိုပေါ့နော်လုံနိုင်နေတယ်ပေါ့နော်တိုက်ခိုက်နေနိုင်တယ်ပေါ့နော်အဲအဲ့တော့ဟို Ukraine စစ်ပွဲကိုသူပြောတဲ့တဲ့မှာနောက်တနေ့မှာတော့လေနောက်တနေ့မှာဒီဟိုကနေတွေ့တယ်ဒီ Zelensky နဲ့တွေ့တဲ့အခါမှာလည်းဒီသဘောထားပြောင်းတဲ့ပုံစံမျိုးပေါ့နော်ဒီပြင်းပြထန်ထန်ပြောတာတွေ့တယ်ဒီ Ukraine က ဒီရုရှားတိုင်းနေတဲ့ဟာဒီအားလုံးကိုပြန်ပြီးတော့ပိန်ပိုက်နိုင်လိုက်ရုရှားဟာဆက်ကူကြပဲပေပါတိုင်းကအဆင်ပဲရှိတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေပြောတာတွေတွေ့ရတယ်အဲ့တော့ယူကရိန်းပတ်သက်ပြီးတော့ဟို trend ကသဘောထားပြောင်းသလားပေါ့နော်အဲ့တော့ကမ္ဘာမီဒီယာတွေမှာအဲ့တွေ့ရတယ်အဲ့ကြောင့်ပြောရတော့လေဒီကုလသမဂ္ဂထူထူညီလာခံဆိုဒီမှာနိုင်ငံပေါင်း190 လောက်ထဲကအဲ့လိုနိုင်ငံပေါင်း150တော့ခေါင်းဆောင်တွေအများကြီးလာတယ်ပြီးတော့အဲ့လိုအုပ်စုလိုက်အုပ်စုလိုက်မီတင်တွေပေါ့အဲ့လိုနိုင်ငံတစ်ခုချင်းတစ်ခုစီဝေးတွေပေါ့စီဝေးပေါင်း150လောက်ကျော်တယ်ပေါ့နော်ရာနဲ့ချီတဲ့အစီအွေတွေရှိတယ်ကဘာကြီးရဲ့ဥတီယာဘယ်ဟိုဘယ်ဟိုလာရတွေတွားနေမှာလဲဘယ်လိုမူဝါဒတွေဖြစ်လာမှာလဲကမ္ဘာခေါင်းဆောင်တွေရဲ့ အတွေးခေါ်မျော်မြင်ချက်တွေအဲသူတို့ရှေ့ရှုတာတွေကဘယ်ကိုသွားနေတာလဲဘယ်လိုမူဝါဒတွေကိုမျော်လင့်ရမလဲဒီကမ္ဘာအခင်းချင်းကဘယ်လိုတွေဖြစ်လာမှာလဲစသဖြင့်စသဖြင့်အဲ့လိုမျိုးအားလုံးကဟိုစောင့်ကြည့်ရတဲ့ဒီကမ္ဘာဆင်မြင့်ပေါ့နော်ဒီထူထူညီလာခံအဲကိစ္စပါပေါ့နော် အော်ဒီအော်တော့ဒီနှစ်အတွက်ကအဲခုနပြောသလိုနော်ဒီဆွေးနွေးဖို့ကိစ္စတွေမှာပျောက်သွားတာတွေရှိတယ်အဲ့လို trend trend လကားပြောတဲ့ အဲကိစ္စရဲ့ဒီပါလက်စတိုင်းနိုင်ငံကိစ္စရဲ့နောက်တစ်ခုကျွန်တော်ဟိုဟိုမေ့သွားလို့နော်ဒီဆီးရီးယားနိုင်ငံပေါ့နော်ဆီးရီးယားတမဒါဒီအရင်တုန်းကခြေဟတ်ဟိုဟာဟိုဘာသာရေးအစိုးရအနေနဲ့ရေးတန့်ဖက်သမားဖြစ်သတ်မှတ်ခံရတဲ့ခေါင်းဆောင်ပေါ့နော်အာမက်အာရှီယာအာရှာဖြစ်မယ်နော်ဆီးရီးယားတမဒါဆီးရီးယားနိုင်ငံအနေနဲ့ကုလသမဂ္ဂထူထူညီလာခံမှာ ပျောက်ကွယ်နေခဲ့တာအနှစ်60လောက်ပါအခုမှတစ်ခါဟိုပြန်ပြန်ရောက်လာဆိုပြီးတော့ကျွန်တော်တတိယမှာတွေ့ရတယ်အဲ့တော့ဒီဟိုကုလသမဂ္ဂထရင်းဂျီလာကန်ရဲ့အဲဟိုပါတော့နော်ဒီနေ့အထူးထူးကြစားတွေ့ရတဲ့ဖြစ်စဉ်နဲ့ဒီတမ္ပဒအဲ trap ပြောခဲ့တဲ့အဲ main goal နဲ့သူသူရဲ့စဉ်းစားချက်တွေပေါ့เนาะအဲ့တော့ကြုံကြည့်ရမယ်ဆိုလို့ရှင်တော့ဒီကမ္ဘာကမ္ဘာနိုင်ငံတွေတော်တော်များများကဒီ globalization နဲ့ဒီပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပြောနေတယ်အဲ trend ကတော့ american first ပေါ့เนาะဒီ ကျန်တဲ့အကုန်လုံးအဆက်ဖြတ်ပေါ့နော်အဲ့ဒီမှာတို့တော်တော်စိုးရင်စရာကောင်းတဲ့အခြေကတော့ဒီ climate change ကမ္ဘာရာသီဥတုပေါက်ပြန်မှုကိစ္စတွေတကယ်ဟိုနိုင်ငံတကာကသိပ္ပံပညာရှင်တွေတော်တော်များများကအများအများစုပေါ့နော်လက်ခံထားတဲ့ကိစ္စပေါ့နော်ဒီအဲ့ထရန်ကတော့ဒီကုလသဘောဒါဒီလိုဖောက်ပြန်တဲ့ climate change ဆိုလားတဲ့လိန်သိင်ကြီးပေါ့နော်ဒါကတာကြီးကအတူရောင်ကြီးတာကြီးကလိန်ထားတဲ့ဟာကြီးပေါ့နော်အဲ့ဒါ ဟိုလက်မခံဘူးပေါ့နော်အဲအဲ့ဒီကတော့ဆိုရင်ကဒီ American ပြောင်းလဲရက်တိကျက်ပေါ့နော်အဲ့ဒါတော့ဆိုရင်ကကောင်းတဲ့သဘောမျိုးတွေ့ရတယ်ဟုတ်ကဲ့ပါကျွန်တော်တို့လာမယ့်သတင်းပတ်တွေမှာလည်းမြန်မာနိုင်ငံကဘာမှအချိန်နဲ့မှဖြစ်ဖြစ်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်တင်ဆက်ပေးဖို့ရှိကြအောင်ပြောပြရနေမယ်ဒီစီစဉ်ကိုအဆုံးသတ်လိုက်ပါစီခင်ဗျာဒီစီစဉ်မှာပါဝင်ဆွေးနွေးပေးခဲ့တဲ့လူ့ဘောင်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးစောကိုရောဒီဒီပွဲသားတွေနဲ့ဒီဒီ issue အပေးကြတဲ့ပေးသက်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ Thank you.